ကျွန်တော်တို့အနေဖြင့်ကမာကြီးပြည့်စည်ယူရင်နေပါပြီ။ဟူသောကဘာလုံးဆိုင်ရာအစိုးမြဝါဒီများနဲ့ပူးပေါင်းပြီးကဘာကြီးအဆုံးသက်ကိုကျွတင်နမိတ်ဖတ်စောင့်ကြည့်နေမိအစားတို့ချင်းနေများပြောင်းလဲသွားအောင် ပြုပြင်ဖို့ဖိအားပေးရန်လိုအပ်ပါသည်။ Globalization ဤကောင်းတဲ့တွင် you တကယ်တော့ကျွန်တော်တို့ဤခေတ်ကိုပြည့်စည်ယူရင်မှုခေတ်ဟုမြင်မိအစား အကောင်းမြတ်ဝါဒဖြင့်စိတ်လှုပ်ရှားပွေကောင်းသောခေဟုသာ မြင်ကြည့်ကြသေးလိုပါသည်ပထမဆုံးဖြင့်ကျွန်တော်တို့သင်ခြင်းကြည့်ရမည်မှာကျွန်တော်တို့ခေဤအသက်ရှုမလောက်သည့်ဤပညာသန့်တက်မှုများအကြောင်းဖြစ်၏2008ခုနှစ်တွင် ရုံမြင့်တန်ညာဆက်အထက်ကသက်သေးသေးအရွယ်ပမာဏလောက်တက်တာလေး၏ဟတ်ဒစ်တင် ထွက်ပြီးသည်။တခြင်းအလုံးကိုတိုးလောင်ထားနိုင်ပြီဖြစ်၏ 2010ခုနှစ်တွင် ထွက်ပြီးသမျှရုပ်ရှင်သက်ကအားလုံးကိုတိုးလောင်နိုင်ပြီတယ်လီကွန်မြူနီကေးရှင်းဤကျယ်ပြန့်မှုသည်တစ်နှစ်တစ်ခါနှစ်ဆတိုးမည်ကွန်ပျူတာကွန်ရက်ဆက်သွယ်မှုသည်ရာဇဝဲမှုများကိုတည်ဆောင်းလာနိုင်သည်မှန်၏သို့သောကျွန်တော်တို့ခေတ်လူဦးရေတဝက်သည်တယ်လီဖုန်းဆက်သွယ်စကားပြောနိုင်ကြပြီဖြစ်သည်ကမ္ဘာတသားထဲပေါင်းစည်းမှုဆိုင်ရာဆက်သွယ်မှုများကြောင့် ိပ်ပံပညာရှင်များသည် ပေါင်းစည်းတွဲဖက်အလုံးလုံးနိုင်ကြပြီ။ចောင်းသားများအနီးအဝေးအတူတကွတင်ယူနိုင်ကြပြီ။စာရေးဆရာများထုတ်ဝေနိုင်ကြပြီ။ထို့အကျိုးဆက်များသည်တည်နှီးပညာမှသာရှိနေသည်မဟုတ်ဈေးပညာမှရော မျိုးရိုးပိသားဆိုင်ရာ ခွဲချမ်းစိတ်ပြမှုများပါအကျိုးရှိသည်။လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်းအောက်ဆီဂျင်နဲ့ဟိုက်ဒရိုဂျင်ကိုသာသုံးထားသည့်လောင်စာဆီဖြင့်ကားများကိုမောင်းနှင်စေနိုင်တော်မည်။ ုတိယဆင့်ញံရမည်မှာကျွန်တော်တို့အာပုံမူပြီးပြည့်စုံသောဘဝတွေသည်ဆွဲခေါ်နေသည့်ခွင့်ရေးများအကြောင်းဖြစ်သည်ဒစ်ဂျစ်တယ်နည်းပညာဖြင့်ကျွန်တော်တို့အာရုပ်ရှင်ဂီတစိတ်အာရများဖြင့်နုပြိုအောင်စွမ်းဆောင်နေသည့်တပြိုင်တည်းမှာပင်မျိုးရိုးပြည်သားဆိုင်ရာနည်းပညာများကကျွန်တော်တို့အာအသက်အရွယ်ကိုပုံပုံငယ်ရွယ်အောင်ပြုပြင်ပေးနေသည် ကျွန်တော်တို့ဤဘဝတက်တန်းသည် ရှေ့ကြာမြင်မာခဲ့ပြီဖြစ်သည် ဥပမာ19ရာစုတုန်းက UK တွင် လူတစ်ယောက်ဤဘဝတက်တန်းမှာအသက်40ဖြစ်သည်ယခုပြီးခဲ့သည့်နှစ်90အတွင်ဆယ်စုနှစ်တစ်စုကြာတိုင်းလူတက်တန်းနှစ်နှစ်ပိုးပို့တိုးလာခဲ့သည် ဖြစ်ရာယခုကယောက်ျားများဤဘဝတက်တန်းသည်85နှစ်မိမများဤဘဝတက်တန်းမှာ80နှစ်ဖြစ်နေပြီ။ ထိုကြိုးတက်ရောက်မှုသည်ဖွံ့ဖြိုးဆဲများသို့ပါပြန့်နှံ့လျက်ရှိသည်ထောင်ကိုအများစီကဖွံ့ဖြိုးဆဲနိုင်ငံများကပြန်များလူအသက်နှစ်30သာရှိသည်ယခုက65နှစ်ထိတိုးလာခဲ့ပြီဖြစ်သည်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စေဝါများဈာစာများကာကွယ်ဆေးများတန့်ရှင်းသောတောက်သုံးရည်များပို၍ရရှိခဲ့ပြီပညာရေးစနစ်လည်းရခိုင်ကားထက်ပို၍ဖွံ့ဖြိုးခဲ့ပြီတတိယဆင့်ညာမြီမှာ ကျွန်တော်တို့အားလုံးပို့၍ပွင့်လင်းကြက်ပြန်ပြီးဤစနစ်ကြသည့်တိုးတက်မှုများသည်ရောက်လာခဲ့ပြီးပြည်တွင်းထုတ်ကုန်များကမ္ဘာဈေးကွက်တွင် နေရာရလာပြီးဥပမာ အော်စတြေးလျဝိုင်ရဲ့စကော့ဝစ်စကီအိန္ဒိယစားစာဂျပန်ဆူရှိစားစာစသည့်တို့ဖြစ်သည်ဇိုးမြင့်သမားများကတော့ပြည်သူလူထုအကြောင်းများကပြုပြင်ပုံသွင်းမှုကိုခံနေကြရသော ုံတုံအာအာကန်နေသူများဖြစ်မြင်ကြ၏တို့တော့တခုစဉ်းစားရရှိသည်မှာဂျုံမြင့်တန်ကြာပြတိုင်းပြပအထူးသဖြင့်အမေရိကန်ဤယဉ်ကျေးမှုလွန်မိုးချုပ်ကင်ခံရနိုင်ပါမလားဤအာခေါ်ရေးဝဌာနအစီအစဉ်ဇလန်တွဲကိုကြည့်သူတိုင်းဆရာဝန်တွေဖြစ်လာကြသည်မဟုတ်ပါ globalization ကိုအဓိကစတင်စေသည့်ချက်မှာအနောက်နိုင်ငံဤအတိုင်းအတာအရကမ္ဘာကြီးအများစုသောလူများသည် မျောလင်းချက်မဲ့သောဆင်းရဲမွဲတေမှုဖြင့် အသက်ရှင်နေကြရသည်ဟုသောချက်ပင်ဖြစ်သည်ကဘာလူဦးရေဤ20ရာခိုင်နှုန်းသောသင်ရဲဆုံးလူဒန်းသားအားလုံးသည်စုစုပေါင်း3ရေဤ1.3ရာခိုင်နှုန်းကိုသာ ပါဝင်သည်နေရာဖြင့်ကဘာလူဦးရေတွင်တန်ပေါင်းတထောင်သည်တန်ရှင်းသောတောက်သုံးရေကိုမတောက်နိုင်တန်ပေါင်း2400သည် လုံလောက်သောတန်ရှင်းမှုကိုမရတန်ပေါင်း250သောကလေးတို့သည်အလုံးလုံးရန်အာတမခိုင်းစေခံနေကြရသည် ၎င်းတို့နဲ့အများစုမှာစက်ပြိုးရေးလုပ်ငန်းများတွင်လုပ်ကိုက်နေကြရသည်နောက်ထပ်တန်ပေါင်းတရာသည်လမ်းမပေါ်ကကလေးကလွင်ကလေးများဖြစ်နေသည်တန်ပေါင်းထောက်တော်သော လူသားများသည်ညဉ့်ဉန်းသောလေတို့ကိုနေ့စဉ်ရှုဆိုင်နေရသည်၎င်းတို့အနက်အများစုမှာဖွံ့ဖြိုးတဲ့နိုင်ငံများ၏မျိုးတော်ကြီးများရှိလူစုပင်ဖြစ်သည်တို့တိုင်အောင်ကျွန်တော်တို့အတိတ်ကို ပြန်လည်လေးလာမည်ဆိုလျင်ထို့ထက်သောရသောကိန်းကနန်များကိုကြော်လွန်နိုင်ခဲ့ပြီးပြီးကိုတွေ့နိုင်ပါသည် 1829ခုနှစ်တွင်ကမ္ဘာလူဦးရေ၏85ရာခိုင်နှုန်းလူပေါင်းတန်း900တိတနည်းလျင်အမေရိကန်ဒေါ်လာဒဒေါ်လာယနေ့ခေတ်တန်ဖိုးဖြင့်လောက်ဖြစ်သာနေထိုင်ကြရသည် ထိုချက်ကစင်ရမွေးတည်မှုကို ပြသနေပါသည်ယခုကထိုများလောက်သောဝင်ငွေကလေးဖြင့်အသက်ဆက်နေရသူဦးရေမှာ20ရာခိုင်နှုန်းသာရှိတော်သည် လူဦးရေစမတန်တိုးပွားလာသည့်တိုင်အောင်စင်ရမွေးတည်သူဦးရေမှာ1980မှစပြီးကျဆင်းလာခဲ့ရာ တန်ပေါင်း1400မှာတန်ပေါင်း1200တိကျဆင်းသွားသည်အိန္ဒိယမှာလည်းလူကြီးတော်တော်များများကိုတင်ရဲမွဲတေမှုမှဆွဲတင်နိုင်ခဲ့ပြီထို့ပြင်စိုက်ပျိုးထွက်ကုန်များသည်လည်းနီးပညာကြောင့်ပုံမှန်များပြားလာခဲ့ပြီးငမွတ်သူလူကြီးကျဆင်းလာခဲ့သည်ကမ္ဘာလူကြီး25ရာခိုင်နှုန်းသည်တန်းဆင်သောရေကိုမရကြသေးသည်မှာမှန်၏သို့သောပြီးခဲ့သည့်ဆယ်စုနှစ်တုန်းကထိုလူကြီးမှာ60ရာခိုင်နှုန်းနားကတ်နေခဲ့ပါသည် ထိုကဲ့သို့ပြောဆိုခြင်းအပြင်ဆင်းရဲမွဲတေသူများတန်ပေါင်းများစွာရှိနေသေးသည်ကိုဒီတိုင်းလက်ခံထားရမည်ဟု ကျွန်တော်မဆိုလိုပါသို့တော့ကျွန်တော်ပြောခြင်းသည်ကကမ္ဘာတသားတဲ့ပေါင်းစပ်မှု globalization ကာလအတွင်းမှာပဲဖွံ့ဖြိုးတဲ့နိုင်ငံများသည်ကုန်သွယ်မှုနည်းပညာပညာရေးဆိုင်ရာယဉ်နီးမြုံနှံမှုများနှင့်ခြေခံကြသောအရာများဖွံ့ဖြိုးတိုးတက်ရရှိခဲ့ပြီဟု ဆိုလိုရင်းဖြစ်ပါသည်ကျွန်တော်တို့ခေတ်တွင်အကောင်းမြတ်ဝါဒဖြင့်ကြည်မြင်ဖို့ ထိရောက်ဆုံးအကြောင်းအရာကတော့ကဘာလုံးဆိုင်ရာဈေးကွက်နဲ့ကဘာလုံးဆိုင်ရာဆက်သွယ်မှုကွန်ရက်ကြောင့်ကဘာရွာသားကဘာနိုင်ငံသားနှင့်ကဘာရွာအုပ်ချုပ်မှုဤဖြစ်နိုင်ခြင်းများနှိစက်လာခြင်းပင်ဖြစ်၏နိုင်ငံတော်များများတွင်ပြဿနာများမှာပုံစံတူတူဖြစ်နေကြ၏၎င်းတို့ကိုလည်းပူပေါင်းဆောင်ရွက်မှုဖြင့်သာ ပြည့်လည်စေမည်ဖြစ်သည် ၎င်းတို့မှာအကြံဖက်ဝါဒရာဇဝတ်မှု ပဝင်းကျင့်ညဉ့်ဉဏ်မှုကုန်သွယ်ခြင်းနှင့်ယဉ်နီမြုံနှံခြင်းနှင့်အကျွေးဆန့်ရာဥပဒေစတည်လို့ဖြစ်သည်ယခုကိုပဲတဟိတ်မျိုးတွင်စီရင်ခဲ့သောစစ်ရဇဝတ်မှု တရက်ခွင်ကိစ္စကိုကြည်ပါတရားမျှတမှုအတွက်ကမ္ဘာလုံးဆန့်ရာအသည့်ကျယ်ပြန့်လာမှုကို မြင်သာပါသည်ဆင်းရဲခြင်းလွတ်ကင်းမှုဒီမိုကရေစီကိုတိုးတက်ဖို့လွတ်လပ်စွာပြောဆိုခွင့်အရှိတော်အခြေခံလူ့ခွင့်ရေးများကို တို့ချက်ဖြန့်ကျက်ဖို့ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုသည်တဖြည်းဖြည်းပုံဖော်လှုပ်ရှားလာခဲ့ပါပြီ Globalization ကိုမြတ်မြတ်တတမြင်တတ်ဖို့ဆိုရင်ဖွဲ့စည်းများပူးပေါင်းဆောင်ရွက်သူများနေဖြင့်ပို၍ကျက်ပြန်သောလူမှုတာဝန်များကိုတည်တတ်ဖို့လိုသည်ဓမ္မရေးပညာရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်သီဝါရေးဆိုင်ရာတိုးတက်မှုအကျိုးအမြတ်အဖြစ်ခံစားခွင့်များကိုအလေးထားဖို့လိုသည် ပြည်ပြသံရအသင်းဖွဲ့များအနေဖြင့်ပို့၍သင်ရမွဲတေသော ဖွံ့ဖြိုးဆဲနိုင်ငံများကိုသီယုံကူညီပေးဖို့လိုသည်သင်ရသောနိုင်ငံများသည်နိုင်ငံ၏အကျိုးမြတ်အတွက်ယင်းဤမြုံနံမှုများရရှိဖို့လိုအပ်ပါသည် ကျွန်တော်တို့အနေဖြင့်ကဘာကြီး ပြက်စီးယိုရင်းနေပါပြီဟူသောကဘာလုံးဆိုင်ရာအစိုးမြင့်ဝါဒီများနှင့်ပူးပေါင်းပြီး ကဘာကြီးအဆုံးသက်ကိုကျွတ်တင်နမိတ်ဖက်စောင့်ကြည့်နေမိအစား ထိုအခြေအနေများပြောင်းလဲသွားအောင်ပြုပြင်ဖို့ဖိအားပေးရန်လိုအပ်ပါသည်ကျွန်တော်တို့ရာသင်သည့်အပြောင်းလဲများကိုသာရခဲ့မည်ဆိုလျင်ကဘာကြီးသည်အ ਨੇ သောနောက်နှစ်90တွင်ပြီးခဲ့သည့်နှစ်90ကအတိုင်းတိုးတက်နေမည်ဟုယုံကြည်မျှော်လင့်နိုင်မည်ဖြစ်ပါသည်